ားမမင်္ဂလာပါဒီနေ့ကတော့ Hamilton မှာရှိတဲ့ Asian Sign တွေထဲက BND Food လို့ခေါ်တဲ့ဒီ VNI Sign မှာဗားရရတဲ့ဗားရစီတက်တာလဲတို့ကို sharing လုပ်ပေးလိုက်ပါတယ်နော် Test ပေးစရာမလိုတဲ့ဒီ sign မှာအသားနဲ့ငါးစီတက်ပါတယ်ပုံမှန်တော့ Saturday and Sunday ဆိုလို့ရှိရင်တချို့ item တွေဈေးချပါတယ်ဗားရဈေးဘယ်လောက်ရှိလဲသိရအောင် video လေးကိုအဆုံးထိကြည့်ကြည့်နော်တခြား Asian Sign တွေမှာမရတဲ့အသင့်စားချက်ချက်တော့လဲရပါတယ်မူကြိုက်တဲ့လူတွေအတွက်မှုအမျိုးအစားစုံလည်းရှိတယ် က်လက်ဆက်ဆက်အသီးနှံတွေအစုံရရတယ်။ဒါမဲ့သူကနည်းနည်းတော့စီးကြည့်တယ်။တီရတဲ့ဆိုလို့ရှိရင်လည်းတော်တော်ဆော့ဆော့လေးတွေ့ရပါတယ်။ဖတ်ထုတ်ကြတဲ့သူတွေဆိုရင်တော့ဒီ brand အရင်ကောင်းပါတယ်။ပုံမှန်72ချက်69ကို6ချက်88နဲ့စီးချထားပါတယ်။ အစွန်ဆိုရင်တော့ဒီဇိုင်းရပဲအမြဲဝယ်ဖြစ်တယ်။သူကရွေးချယ်စရာလည်းများတယ်၊ဈေးလည်းတသာတဲ့အတွက်ကြောင့်ပါ။ဒီ brand လေးကတော့ပေါ့စကြိုက်တဲ့လူတွေအတွက် recommend ပါနော်။အသားကနူးညံ့ပြီးအရသာတကယ်ကောင်းပါတယ်။အသားတွေကလည်းလက်ဆက်ပြီးဈေးအရန်တန်တယ်။ ပြင်းလဲစားဆုံးလဲတနည်းအားဖြင့်မှရရှိနိုင်ပါတယ်ဈေးကိုထပ်ဝက်နေပါရှော့ထားတဲ့ item တွေဆိုရင်တော့ limit နဲ့ပဲဝယ်လို့ရပါတယ်။ ကနေဒါကိုလာဖို့ try နေတဲ့သူတွေရဲ့အတွက်ဒီဗီဒီယိုလေးကိုကြည့်ပြီးတလားစားစီအကြံမြင်ဘယ်လောက်ကြမလဲအတွက်ကြည့်လို့ရပါတယ်နော်။စင်ပြေကြပါစေ။ See ya.